လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက်ဝင်ရောက်ရှင်ပြိုင်မဲ့လွှတ်တော်ကုစရည်လောင်းတွေနိုင်ငံရေးပါတီတွေအနေနဲ့ဒီလအောက်တိုဘာလ28ရက်နေ့ကနေစတင်ပြီးရှပ်ပေါင်း60မဲဆွယ်စည်းရုံးနိုင်တယ်လို့စစ်ကော်မရှင်ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ကြေညာလိုက်ပါတယ်။မဲဆွယ်စည်းရုံးခွင့်ကာလကို2025ခုနှစ် အော်တိုဘာလ28ရက်နနက်6နာရီကနေဒီဇင်ဘာလ26ရက်ည7နာရီအထိရပ်ပေါင်း60ခွင့်ပြုကြောင်းထုတ်ပြန်ကြေညာထားပါတယ်။ဝေရောက်ရှင်ပြိုင်ကြမဲ့လွှတ်တော်ကုစလင်လောင်းတွေနိုင်ငံရေးပါတီတွေဟာရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောတာနဲ့မဲဆွဲစည်းရုံးတာတွေကိုတက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဤဥပဒေပါပြဋ္ဌာန်းချက်တွေအတိုင်းဆောင်ရွက်ဖို့ UEC ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ အခုရွေးကောက်ပွဲကိုတနိုင်ငံလုံးဝင်ရောက်ရှင်းပြိုင်မဲ့ပါတီ6ပါတီနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တစ်ခုအတွင်းမှာဝင်ရောက်ရှင်းပြိုင်မဲ့ပါတီ52ပါတီစုစုပေါင်း59ပါတီရှိပြီးတသိပုဂ္ဂလကုစလေလောင်းအပါအဝင်ဝင်ရောက်ရှင်းပြိုင်မဲ့လွတ်တော်ကုစလေလောင်းစုစုပေါင်း4963ယောက်ရှိတယ်လို့သိရပါတယ်စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုပြည်သူတွေစိတ်ဝင်စားမှုအလွန်နည်းနေတယ်လို့ တရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအငူးကြီးနဲ့တွန်လိုင်းအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ဒီမှာကတော့စိမ့်ပါ